။ဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တောက်လိုက်မယ်ဆိုရင်တနင်္သာရီဘက်ကစစ်စင်ရေးအစီအစဉ်တွေကိုအားလုံးနှောင့်နှေးသွားမှာဖြစ်တယ်။အဲ့တော့တနင်္သာရီကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်ဒီမှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံတွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညီညွတ်လို့ပဲဖြစ်စီတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စီအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တောက်ပြီးကြပါဖြတ်တင်ပြီးခင်းချင်းပြင်ဆင်လာကြတာ ဒီ ABC မြန်မာစီးပွားရေးဥပဒေလိမ့်တက်နဲ့ကာနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေအနှံ့တွယ်တန်းနဲ့ fiber optic တီးခြားစစ်သုံးကေဘယ်လိုင်းတွေလည်းပါပါတယ်စစ်တပ်အတွက်တီးခြားသုံးပြတဲ့ဒီ fiber fiber ကေဘယ်လိုင်းတွေရနိုင်ငံနေရနဲ့မြို့ပြကြီးတွေဒီဆောက်တဲ့အချိန်မှာတန်တရာဆောက်လို့ရဖွဲ့နေတဲ့သူရောရှက်ပုတ်ဖြစ်ပြီးတော့အဲ့ဒီကာလာကလေးကလှူလှူဝဲဝဲထဲ့သွင်းမြုပ်နှံပြီးတော့သူတို့ရဲ့အုတ်ချွေစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီးခြားစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ် network ကြီး တိစောက်ခဲ့ကြပါတယ်အခုအရာကြီးကိုလည်းလက်ပတ်တယ်တရုတ်နဲ့ရုရှားအကူအညီနဲ့ဂျူရုဆလင်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလက်ပတ်တယ်ဒါပေမဲ့ဂျူရုဆလင်ဆိုတာတွေကအထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းကသူတို့အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြီးစုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိပ်ပိုင်းနဲ့ဆိုရင်ဒီ cable ကတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အ twin ကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလဲပတ်ခဲ့တဲ့ဖဲသီးတချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲ မင်းအွန်လိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြပြပြီးတော့ဖျူဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရေးကိုဖျက်တော့ပါမယ်တန်လျာလမ်းမှာအာလုံးတူတူခီးသွားနေပါပဲအစင်တဲ့အနေနဲ့ကြံမမရှိနိုင်မီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့ဆက်သွယ်ရေးရန်တရားကိုဖြိုလဲဖို့မြေအောက်ချထားတဲ့ကေဘယ်ကျိုးတွေဖြတ်တောက်ကြရန် ဗိုလ်ကြီးနေမျိုးစင်မှန်ကြားလိုက်တဲ့ရုတ်တရက်နဲ့အတူစစ်ကောင်စီရဲ့လေကြောင်းသွားလာမှုသတင်းများကိုဆက်သွယ်တီးပေးကြဖို့တိုက်တွန်းလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်စစ်နောက်တစ်ဆယ်ခုနှစ်လောက်ကစပြီးတော့ဖက်စစ်စစ်တပ်ဟောမြစ်ချီစီမံကိန်းတွေအတွက်ကိုစနစ်ကြပြင်ဆင်ပါတယ်ဒါပါလဲဆိုတော့မြန်မာပြည်ကို ရာသပ်ပံစစ်ကျင်ဘွားနဲ့အုပ်စီးသွားပြီးတော့စစ်ဘူလွတ်မလာရင် ဆရာနာရှင်အတိုင်းဝိုင်းနဲ့ဆွေမျိုးသားချင်းဆရာတပည့်တစုသားလေးအလုံးအမင်းကြည်ကြည်တဲ့ချမ်းသာကြွယ်ဝရေးတိုင်းပြည်ကိုပြည်သူပြည်သားအလုံးကိုဆင်းရဲတွင်ထဲမှာမြောက်ကိုရီးယားကဲ့သို့ဖိနှိပ်တွသွင်းထားပြီးတော့လူတစုကောင်းစားရေးအတွက်ကိုရေးရှိနှစ်ဆယ်ချီရာချီအုပ်ချုပ်သွားနိုင်ဖို့စီစဉ်နေရေးဆွဲခဲ့ကြပါတယ်။ဒါပဲကြောင့်လဲဆိုတော့2010 ဝင်းကျင်လောက်မှာတည်းကကျွန်တော်ဆိုရင်2005စစ်တပ်ထဲမှာရှိပါတယ်ဖက်စစ်တပ်ထဲမှာ2005အထိကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်တို့ချင်းချင်းကြားထဲမှာဒီကြားသိရတဲ့တချို့တည်နေရလာမယ့်2010 2020ကာလတွေမှာစစ်တပ်ကစီမံကိန်းကြီးတွေအကြီးကျယ်ချမှတ်ပြီးတော့ဆက်အာဏာရှင်စနစ်ကိုသူတို့ဖြစ်တော့2008ဖွဲ့စည်းပုံဆိုတာနဲ့ဗန်းပြပြီးတော့အာဏာရှင်စနစ်ကိုတည်တွင်းဖို့ ိတို့မြေပုံစီမံဆောင်ရွက်ကြမယ် infrastructure တွေကိုဘယ်လောက်ထိအသေးစိတ်ကြာကြာနာနာတိစောက်ကြမယ်စရာတွေကို MBC တို့ခေါ်တဲ့မြန်မာစီးပွားရေး corporation ဥပိုင် limited တို့အပါအဝင်စစ်ဘိုလ်ချုပ်တစုကကုမ္ပဏီကြီးတွေတကယ် giant company ကြီးတွေကိုတိစောက်တိထောင်ပြီးလည်းပတ်ဥဆောင်တာသမီတွေကိုနေရာပေးပြီးတော့မြန်မာစီးပွားရေးကဏ္ဍတစ်ခုလုံးကိုချုပ်ထိန်ဖို့ကြိုးစားကြမယ်ဟာလေဖွဲ့စည်းပုံအခြေခံဥတွေကိုဗန်းပြပြီးတော့အာဏာရှင်စနစ်အထူးသဖြင့်စစ်တပ်ကဘယ်သောအခါမှနိုင်ငံရဲ့ဥဆောင်နေရာကလွတ်မလွတ်ရအောင် စီမံဆောင်ရွက်ဖို့ကြိုးစားမယ်ဆိုတဲ့အခင်းကျင်းတွေဒါတွေကိုကျွန်တော်တို့ကြားသိကြရပါတယ်။အဲ့တော့နိုင်ငံရဲ့ဥဆောင်ထိတ်ကနေပြီးတော့ဘယ်တော့မှဖယ်ရှားလို့မရအောင်အစအစအရာလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုအဲ့ဒီ2008 2010ကာလကလေးကစတင်ပြီးခင်းကျင်းပြင်ဆင်လာခဲ့တာ။ဒီ MEC မြန်မာစီးပွားရေးဥပိုင်း Limited နဲ့ကနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေနေ့အနှံ့အသွေးတန်းနဲ့ fiber optic တီးကြား စစ်သုံးကေဘယ်လိုင်းတွေလည်းပါပါတယ်စစ်တပ်အတွက်တရားသုံးပြတဲ့ဒီ fiber fiber ကေဘယ်လိုင်းတွေကနိုင်ငံနေရအနှံ့မြို့ပြကြီးတွေတိဆောက်တဲ့အချိန်မှာဒန်တရာဆောက်လို့အဖွဲ့နဲ့အတူရောရှက်ပုံဖြတ်ပြီးတော့အဲ့ဒီကာလကလေးကလှူလှူဝဲဝဲထဲ့သွင်းမြုံနံပြီးတော့သူတို့ရဲ့အုတ်ချူကြီးစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီးကြစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေးနက်ဝက်ကြီးတိဆောက်ခဲ့ကြပါတယ်အခုအဲ့ဒါကြီးကိုလည်းလက်ပတ်တယ် ဒီအုန်းနဲ့ရုရှားအကူအညီနဲ့ဂျေရုဆလင်တကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလဲပတ်တယ်။ဒါပေမဲ့ဂျေရုဆလင်ဆိုတာတွေကထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းဟာသူတို့အတွက်အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin ဖောက်ကြည့်ရှုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိပ်ပိုင်းတွေဆိုရင်ဒီကေဘယ်ကပြစင်မဲ့ဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အတွင်းကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလဲပတ်ခဲ့တဲ့ဖဲသီးတချို့ကကျွန်တော်ပြောထားပါတယ်။သူတို့ရဲ့အကြံပြုချက်အရပဲ မင်းအောင်လိုင်ရဲ့လက်ရှိဖက်ဆက်ဖက်ရှိရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြက်ပြားပြီးတော့ဖျို့ဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရေးကိုဖျက်တော့ပါမယ်သူတို့ဆက်သွယ်ရေးဖျက်ထားဖို့ကလည်းသူတို့ရဲ့မြှုပ်ထားတဲ့ fiber ဒီ optic cable network ကြီးကိုကျွန်တော်တို့တနိုင်ငံလုံးအနှက်အချိန်တိုင်းမှာဖျို့ဖျက်ပေးနိုင်ရင်သူတို့ဆက်သွယ်မှုရန်နေရာဘယ်လိုပဲဖြစ်ဖြစ်လူချင်းဆိုသလိုပြန်လည်ထူထောင်လည်ပတ်ဖို့မဖြစ်နိုင်ပဲဖျို့ဖျဲဖြစ်သွားမှာပါတဲ့ ဒါကြတော့ကောင်းငင်ရန်စက်တလိုက်ကောင်းငင်ရန်ဂျူရုတွေစတာလင်ဂျူရုတွေနဲ့အသုံးပြုပြီးသူတို့ဆက်သွယ်မှာဘောလို့ပြောကြရရှိတယ်။ဒါပေမဲ့အဲ့ဒီအင်တာနက်ကနေတဆင့်ပြောဆိုပြီးပို့တဲ့အချက်လက်တွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုစစ်ဘုတ်ချုပ်တွေတီးပြသားမို့လို့သူတို့ရဲ့ထိတ်တန်းအရေးကြီးတဲ့စစ်စင်ရေးညွှန်ကြားချက်တွေလှုပ်ဆောင်ချက်တွေအတွက်သူတို့အခက်အကြီးကြီးတွေ့တော်မှာသိကြပါတယ်။ဒီစမှာအုပ်ချုပ်မှုစီမံခန့်ခွဲမှုဖြူဖြဲဖြစ်တဲ့အချိန်မှာခွင့်ကောင်းယူပြီးတော့ငကူကလေးကမှအုံနဲ့ကျင်းနဲ့ထွက်ပြေးကျင်နေတဲ့ဖက်စစ်အကျန်းဖက် လက်ပါစီဖြစ်အတင်းသွသွင်းခံရတဲ့စစ်သားငယ်လေးတွေပြည်သူစီလေးတွေတို့လည်းမဟာအခွင့်အရေးဖြစ်သွားမှာဖြစ်တယ်။အခုကထွက်ပြေးလိုက်ချက်ချင်းစစ်တွေရန်နေရနေပြီးတော့ဟိုတယ်ဟိုတယ်ပိတ်ဆို့ဒီတဲ့ပိတ်ဆို့စသဖြင့်တို့အကြောင်းနေကြပိတ်ဆို့နေတဲ့ပိတ်ဆို့နိုင်စွမ်းရှိနေတာဒီကျူးတွေကြောင့်လည်းပါပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနှစ်ဖြာကျူးအတွက်ဖက်စစ်ရန်နေရချိနေသွားအောင်ဖက်စစ်တပ်ပြိုပြက်ဖို့အတွက်အချိန်တင့်နေတဲ့အချိန်နော်မိကုံရန်ကုံရိတ်ခါလဲကုန်နေပြီတပ်တွင်းသဘုံထဖို့အသင့်ဖြစ်နေတဲ့အချိန်မှာသူတို့အတွက်အချိန်ပေးခရာဖြစ်အောင်ဟောဒီ fiber optic ကျူးလေးတွေက ပြည်သူ့ဘက်ကိုလာရောက်ပြီးတော့ကူညီလက်ပါလို့ဖိတ်ခေါ်နေပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲလို့ဆက်လိုက်ပါတယ်ကောင်စီရဲ့လေချောင်းသွာလာမှုတရင်များကိုအင်တာနက်ရရှိတဲ့ဒေတာကပြည်သူများအနေနဲ့ရနိုင်တဲ့နီးလက်မှန်သမျှနဲ့ပြည်သူမှပြည်သူတို့အချင်းချင်းပြန်လည်မျှဝေပေးကြဖို့ရော်လင်းတန်းကဖိတ်ခေါ်ထားပါတယ်စစ်ကောင်စီကပြည်သူတွေပေါ်နေ့စဉ်နဲ့အမျှရက်စက်ရုံမှမှုများကိုလေချောင်းအကူကစိုးဝါးစွာပြုလုပ်နေရပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုအန္တရာယ်များကနေထိခိုက်ပျက်စီးဆုံးရှုံးမှုများနည်းပါးစေဖို့အချင်းချင်းကူညီမျှဝေပေးကြဖို့ကို တောင်းဆိုထားတာပါအင်တာနက်ရရှိတဲ့ဒေတာကပြည်သူများအနေဖြင့်မိမိတို့ဒေတာတွင်းကကာကွယ်ရေးအဖွဲ့အစည်းများပြည်သူများနဲ့ဆက်သွယ်ရေးအခက်အခဲဖြစ်နေတဲ့ဒေတာကပြည်သူများအထိပါ ဆက်သွယ်အတိပေးရနိုင်တဲ့နီလမ်းမှန်သမျှအသုံးပြုကမျှဝေပေးကြဖို့အတိပေးထားပါတယ်စစ်ကောင်စီကယခုလအတွင်းရောဒေတာကိုလေချောင်းတိုက်ခိုက်မှု30ကြိမ်ထက်မနည်းပြုလုပ်ထားပြီးတခြားဒေတာတွေနဲ့ရှင်လိုက်ရင်အတော်ကိုများလွန်းနေတယ်လို့ဆိုပါတယ်ဒီထက်မကတိုက်ခိုက်မှုတွေကိုပြုလုပ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်စရာတွေပြုလုပ်ထားကဘုံခုချင်းများမဖြစ်မနေတူးထားကြဖို့လေချောင်းရန်တည်င်းများကိုအထူးကယူဆိုင်နားဆွင့်ပေးကြဖို့တတိပေးတိုက်တွန်းထားပါတယ်